။စာဝင်းနေရဲ့အခက်ခဲကြောင့်အမှုပညာအလုပ်တွေပြန်လုပ်ရတော့မယ်ဆိုတဲ့ဝေလူကျော်။ကေပရိသတ်ကြီးတို့ရဲ့ပရာဟိတမင်းသားကြီးဝေလူကျော်ကတော့ပရာဟိတအလုပ်တွေကိုအဆက်မပြတ်လုပ်ကိုင်နေပေမဲ့လေကိုပိုင်ဝိုင်းရဲ့အတွက်အတော်လေးခက်ခဲလာခဲ့ရကြောင်းဆုံးဖြတ်ချက်တစ်ခုကိုတိကျချမှတ်ခဲ့ပြီပဲဖြစ်ပါတယ်။သူအနေနဲ့ကတော့ပရာဟိတလုပ်ရင်းနဲ့သာ ဘဝကိုဆုံးသွားရမယ်လို့ထင်ထားပေမဲ့လည်းခုချိန်မှာတော့တနည်းတန်စားဝတ်နေရေးစားတောက်နိုင်ဖို့အတွက်အခက်အခဲအတော်လေးရှိလာခဲ့ပါတော့တယ်။ဒါကြောင့်မဲဖိုက်တင်မင်းသားတလက်ဖြစ်တဲ့သူ့ရဲ့မင်းသားကွန်ပုတ်ကိုပြန်ယူပြီးအရှင်စကားရိရိုက်ကူဖို့လက်ခံထားပြီးဆိုပြီးပရိသတ်တွေကိုပြောလာခဲ့တာပဲဖြစ်ပါ යි ။သူ့အနေနဲ့ကတော့အရှင်စကားရိရိုက်ကူတဲ့အခါမှာတိုင်ရင်ခိုင်ရီကိုသာရိုက်ကူခဲ့ပူပေမယ့်အခုချိန်မှာတော့စတန်အကွက်တွေကိုပါမဖြစ်မနေထည့်သွင်းပြီးရိုက်ကူနေရတာမို့ အသက်ကြီးမှအနေအများဓာရီလုံးမိနေပြီဆိုပြီးပြောလာခဲ့ပါတယ်။အဲ့ဒါအပြင်တခြားသောလုပ်ငန်းတွေကိုလည်းရပ်ဆိုင်းထားရပြီးဘဝကိုလည်းလူပြိုကြီးလိုမျိုးပဲဖြတ်တန်းသွားဖို့စဉ်းစားထားတာကြောင့်တနိုင်တစ်ပိုင်ဝိုင်းရေးအတွက်ကိုတော့ကိုရိုင်းစူးစမ်းရမယ်လို့ဆိုလာပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါမင်းသားကြီးရဲ့အရှင်စကားရီကွန်လွမ်းနေရဲ့ပြည်သူတွေအတွက်အစ်စ်အစ်စ်တွေပြန်ရိုက်ကူးလာမှာဆိုတော့အပိသွားကြပါအောင်ရှင်။